ကျွန်တော်တို့မင်္ဂလာပါခင်ဗျာကျွန်တော်ရှင်းသင်ခန်းစာတွေမှာပြောခဲ့သလိုမျိုးပဲဒီ sub protein နဲ့ပတ်သက်ပြီးတော့ပေါ့เนาะကျွန်တော်တို့ကเนาะဒီအောက်မှာရှိထားတဲ့ tab တွေတဲ့ကနေပြီးတော့ကျွန်တော်တို့ကเนาะခြိုက်တဲ့ sub protein ကိုယူသုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ main letter မှာရှိတဲ့เนาะအဲဒီ sub protein နဲ့ဒီ return ကိုတော့ကျွန်တော်တို့ကเนาะသူ့ရဲ့ timing block တစ်ခုဖန်တီးပေးရမှာပေါ့เนาะလက်ရှိကကျွန်တော်ကအရှိအအကျူတိုဒီအဲ့ဒီမျိုးပဲเนาะကျွန်တော်ဒီမှာဒီ main နဲ့ return တကူကျွန်တော်ဖန်တီးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ separate နဲ့ပတ်သက်ပြီးတော့နောက်ထပ်တိတိတဲ့အရာတကူကိုကျွန်တော်ဒီနေ့မှာနော်အဲ proof လုပ်သွား proof လုပ်ပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့နော်ကျွန်တော်ခုနပြောခဲ့တဲ့လိုမျိုး input တကူနဲ့ကျွန်တော်တို့ကနော်ဒီမှာနောက်ထပ် separate sequence တကူကျွန်တော်ဖန်တီးမယ်ပေါ့နော်အဲ့တော့ separate sequence မှာဘာတွေပါလဲဆိုရင်ကျွန်တော်တို့သိတယ် JSR jump to a jump to separate ပါတယ် အဲ့တော့သူကဒီမှာအနောက်မှာပေါ့နော်သူ့ရဲ့ address ကိုကျွန်တော်တို့ကပြင်ပေးရပေါ့ဗျာနော်အဲ့တော့တတိယဆရာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ false ဆိုပြီးတော့ပြင်ပေးလိုက်အဲ့တော့နော်ဒါကျွန်တော်တို့က spr false ကျွန်တော်နာမည်ပေးလိုက်မယ် okay ဒါဆိုကျွန်တော်နာမည် address တစ်ခုတပေးမယ်ပေါ့နော် okay ကျွန်တော်ဒီမှာ address တစ်ခုပေးလိုက်ပေါ့ဗျာနော်အဲ့ဒီ address ကကျွန်တော်ဒီမှာဒီမှာရှိတဲ့ address တွေနဲ့ထပ်လို့မရဘူးပေါ့ဗျာနော် address card တစ်သက်ဖြစ်ဖို့လိုတယ်။ဒါဆိုရင်ကျွန်တော်ကဒီအောက်မှာ SPR4 ဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချက်သွားလိုက်မှာဟုတ်ပြီနော်။သွားပြီးသွားရင်ကျွန်တော်ဒါက subroutine ဖိုးတဲ့ကိုကျွန်တော်တို့ရောက်သွားပြီ။ဟုတ်ပြီနော်။အဲ subroutine ဖိုးတဲ့မှာကျွန်တော်တို့ဘာလို့လောက်ကြမလဲ။ဟုတ်ပြီနော်။ဆိုတော့ကျွန်တော်ဒီနေ့မှာဒီ subroutine ရဲ့ problem လေးတစ်ခုကိုကျွန်တော်ဒီမှာပြောပြသွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့အရင် subroutine ရေးခဲ့သလိုပေါ့နော်ကျွန်တော်ဒီမှာထည့်လိုက်မယ် subroutine နော်အဲဒီမှာ4ပေါ့နော်အဲ့တော့ အရေးစက်ပရိုတင်းညှိခဲ့တဲ့ထုံးစံအရဆိုကျွန်တော်တို့ဒီမှာ input တစ်ခုထပ်ပေးရအောင်။ဟောပြီးတော့ control တစ်ခုလုပ်ဖို့လည်းပို့ပြ။အဲ့တော့ကျွန်တော်တို့ဒီမှာ set routine နဲ့ input မပေးတော့ဘဲနဲ့ကျွန်တော် output တွေ down shout ထုတ်သွားမယ်။ဟောပြီးတော့ output တွေကျွန်တော် down shout ထုတ်သွားမယ်။ okay ။ဆိုတော့ output တွေ shout ထုတ်ခါမှာကျွန်တော်က output တွေကို latch သွားပြီးတော့ထုတ်လိုက်ရအောင်။ဟောပြီးတော့ latch လုပ်ပြီးထုတ်လိုက်ရတယ်။အဲ့တော့ကျွန်တော်ဒီမှာ output တွေကို latch ပြေးလိုက်ပြီပေါ့နော်။ ဟေးဒါဆိုရင်ကျွန်တော်က output တွေကိုเนาะ set တိုက်ကျွန်တော်เนาะဒီမှာ number ပေးသွားမှာပေါ့เนาะအဲ့ကျွန်တော်6ကနေစမယ်6 7 8 9 10ဘုနော်ဒါလေးကျွန်တော်ပေးလိုက်မယ်โอเค ဟုတ်ပြီနော်ပြီးတော့ကျွန်တော်ထုံးတဲ့တဲ့ return ပြန်ဖို့လိုပါတယ်ဟုတ်ပြီနော် return မပြန်လို့မရပါဘူးခင်ဗျာ return ပြန်ရပါမယ်ဒါကသူ့ရဲ့နော် program ရဲ့ sequence format လည်းဖြစ်ပါတယ်အဲ့တော့ return နဲ့ခါမှာဒါလေးမှန်ဖို့စစ်ပါဟုတ်ပြီနော်အဲ့ကျွန်တော် subroutine theory မှာလည်းဒီတိုင်းပဲဟုတ်ပြီနော်အမျိုးလေးဖြစ်ဖို့လိုတယ်နော်ဒါလေးတွေချက်ဖို့ဆက်ရမှာမယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒါကို PSC လေးကိုပို့ကြည့်မယ်ပေါ့နော် ကဲအဲ့တော့ဟုတ်ပြီဒါဆိုရင်เนาะကျွန်တော်တို့ထုံးစံတိုင်းဒီမိဘကိုအရင်စပေါင်းမယ်ပေါ့เนาะအဲ့ဒါဒါတွေကတော့ကျွန်တော်တို့အရှိမသင်ခန်းစာတွေမှာကျွန်တော်ပြောပြသားဆိုတာဒီပြောတော့ဘူးကျွန်တော် separate info တန်းသွားမယ်ဒါဆိုကျွန်တော်တို့ဒီမှာเนาะ one six pay like okay ဒါဆိုကျွန်တော် separate ဝင်သွားတယ်ဝင်သွားတာနဲ့ဒီမှာ output တွေထွက်သွားတယ်ဒါပေမဲ့ကျွန်တော်အခုသုံးထားတဲ့ခလုတ်ကလည်းလေเนาะသူကလည်းပြောရမယ်ဆိုလို့ရှိရင်เนาะ န်အိုဘုတ်ပေါ်တုံဖြစ်တယ်နော်ပလီအိုပန်ဘုတ်ပေါ်တုံဖြစ်တယ်နော်ဒါပေမဲ့သူကနော်တော့ကက်တိုက်လည်းမဟုတ်ဘူးနော်သူကဘုတ်တိုက်ဖြစ်တယ်အဲကျွန်တော်တို့ signal တစ်ချက်ကလေးကိုကျွန်တော်တောက်လိုက်တယ်ဒီနေရာမှာအဘုတ်တရားထွက်သွားနော်ပြီနော်အဲတော့ကျွန်တော်ပြဿနာဘာဖြစ်ပြလဲဆိုတော့ဒီ subrouting နဲ့ကိုကျွန်တော်တို့ကနော်တန်းပြီးတော့ input တစ်ခုနဲ့ဝင်တာမဟုတ်ဘဲနဲ့ နော် security နဲ့ကို ကျွန်တော်က security input နဲ့ main ဘက်က security input နဲ့ကျွန်တော်ကသွားလိုက်တာအဲ့လိုသွားလိုက်ရင်သူကဒီ output ဒီအနေနဲ့ကျွန်တော်သူကဘာဖြစ်သွားနိုင်လဲဆိုတော့သူက lunch ဖြစ်ပြီးတော့ကြံခဲ့တယ်ဟုတ်ပြီနော်ဒါလုံးဝ output only ပဲနော်ပြီနော် output only က lunch ဖြစ်ပြီးတော့ကြံခဲ့တယ်ဆိုတော့ဒီ output တွေကိုကျွန်တော်တို့နော်ပြန်ဖြုတ်ဖို့ဆိုရင်နော်ကျွန်တော်တို့ကဘာလို့လဲဆိုတော့ output တွေပြန်ဖြုတ်မဲ့ခလုတ်တခုလိုလာပြီဟုတ်ပြီနော် ဆိုတော့ဒီ output တွေအားလုံးကိုကျွန်တော်တို့က reset ချဖို့လိုလာတယ်။အဲ့တော့ဒီ output ရဲ့ reset ကတကယ်တမ်းကျတော့ကျွန်တော်ဒီ security နဲ့မှရှိမနေဘူး။ဟုတ်ပြီနော်။တကယ်တော့ကျွန်တော် reset ချလို့ရင် security ရဲ့အပြင်ကလေကျွန်တော်တို့ကသွားပြီးတော့ reset ချရလိမ့်မယ်။ဟုတ်ပြီနော်။ဆိုတော့ဒါ security ရဲ့ problem တစ်ခုပဲဖြစ်ပါတယ်။အဲ့တော့ဒါလေးကိုတစ်ချက်သတိထားပါ။ Okay ဒါဆိုကျွန်တော် reset ချတဲ့နော်အဲ sequence ကိုဆက်ပြီးတော့သွားမယ်ပေါ့နော်။အဲကျွန်တော် LED 2မှာကျွန်တော်ရေးပါမယ်။ အဲ့တော့အစင်လိုက်ပေါ့နော်ကျွန်တော်ခုနှစ်ပေးလိုက်မယ်အဲ့တော့ကျွန်တော် reset ချဖို့အတွက်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ဒီမှာနော်ကျွန်တော် res ဆိုတဲ့ instruction တောင်းပါမယ်ပေါ့နော်ဒီ instruction ကိုကျွန်တော်တောင်းပါမယ်ဟုတ်ပြီနော်ဆိုတော့ res instruction မှာကျွန်တော်တို့ကနော်ဘာတွေကို reset ချမှာလဲဆိုတော့ဒီ sys ကစာပြီးတော့နော်အဲဒီ lamp 1ကိုနော် lamp 1ကို reset ချသွားမှာဟုတ်ပြီနော်ဆိုတော့ဒီတစ်လုံးနဲ့လားဆိုတော့မဟုတ်ဘူးနော်ဒါ res တွေကျွန်တော်အများကြီးကြည့်ရမှာနော်ပြီနော် အဲ့ကျွန်တော်တခုတည်းပဲနမူနာလေးပြလိုက်ပါနော်အဲ့တခုတည်းပြရင်လည်းရပါတယ်နော်ဒါအားလုံးအတူတူပါပဲနော်အဲ့တော့ကျွန်တော်တခုတည်းလည်းပြပြီးတော့ကြည့်ကြည့်ရမှာဟုတ်ပြီနော်အဲ့တခုတည်းပြလို့ကျွန်တော်ကြည့်မယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲ့ဒီဘောပါပဲခင်ဗျာကဲဒါဆိုရင်ကျွန်တော်ဒါကိုဒေါင်းလုဒ်ပြန်လုပ်ကြည့်မယ်ဟုတ်ပြီနော်โอเคဒါဆိုကျွန်တော် security နဲ့ဝင်သွားလိုက်ပါ အဲဒါဆိုရင်သူကတော့ output ထွက်သွားပြီဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့သူ့ရဲ့အပြင်ကဟာနေ reset ချမယ်အဲ့တော့ reset ချတဲ့အခါမှာနော်ကျွန်တော်ကအခုနော်ဒီတစ်ခုတည်းကိုပဲ reset ချလိုက်တာဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော် output တွေအားလုံးပြုတ် Okay ဟုတ်ပြီနော် security နဲ့ပြန်ဝင်မယ်လုံးလုံးမယ်အဲ့တော့ကျွန်တော်ဒီကောင်ကို reset ချမယ် Okay ဟုတ်ပြီနော်ဆိုတော့ဒါကဘာကြောင့်လဲဟုတ်ပြီနော်ဒါကဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်ပါမယ်နော် ဒီမှာကကျွန်တော်တို့ကเนาะဒီ PSC ရဲ့သဘောမှာเนาะသူကဒီနေရာကဘာဖြစ်နေလဲဆိုလို့ရှိရင်ကျွန်တော်တို့ကเนาะအဲဒီ main point signal တခုဟုတ်ပြီเนาะ main point signal ဒီကျွန်တော်သူ reset ကြတာ ਨੇ ဒီ main point signal မှာရှိတဲ့ကောင်းနေအားလုံး reset လိုက်ကြဟုတ်ပြီနော်ဒါ severity နဲ့မှာဖြစ်တာနော်အဲ့တော့ကျွန်တော်တို့က output တွေအကုန်လုံး reset ချနေကြတာမလုပ်ဘူးဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာ severity ဝင်လာတယ်အလုပ်လုပ်တယ် တော့ reset ပေးလိုက်တယ်။ Okay အားလုံးပြုတ်တယ်။ submarine ဝင်လာတဲ့အလုပ်လုပ်တယ်။တခုတည်းကိုပဲ reset ပေးလိုက်တယ်။အကုန်ပြန်ပြုတ်ပါတယ်။ဟုတ်ပြီနော်။ဒီသဘောတရားလေးပါပဲခင်ဗျာ။ဒါဟာ submarine ရဲ့ problem တစ်ခုပါ။ဆိုတော့ဒီမှာရှိတဲ့ submarine တွေအားလုံးတည်းကိုကျွန်တော်တို့ကနော်ဒီ main ကနေလန်းပြီးတော့ထိမ့်လို့ရတယ်နော်။ program တွေကျွန်တော်တို့အတီးတီးဒီထဲမှာ submarine နဲ့မှသွားကြေးလို့ရတယ်။ဟုတ်ပြီနော်။ဒါဒီအဲ submarine ရဲ့နော်အဲသဘောတရားလေးပဲဖြစ်ပါတယ်။ နော်အဲတိုင်မာတွေကောင်တာတွေဆိုရင်တော့ကျွန်တော်ကပြပနေတဲ့ preset လိုက်ချလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့တင်ခန်းစာတော့ဒီလောက်ပါပဲအားလုံးကိုပြည့်စုံတင်ပါတယ်